ဒီ MOD အောက်ကနေထွက်ပြီးတော့မှဒီ KNDF ရောက်ပြီးတော့မှဒီတပ်ဖွဲ့ဝင်တွေမှာလက်နက်အပြည့်စုံတွေ့ရတယ်ဆိုပြီးတော့ဝေဖန်မှုတွေရှိရပါတော့ဆိုတော့ဒီပေါ်ပါပြောချင်တာရှိလဲရှင်ကျွန်တော်တို့ကတော့ဒီလက်နက်တစ်ခုတည်းအကြောင်းမဟုတ်ဘဲနဲ့ဒီချမ်းတောင်ဒေသတွေအတွက်ကျွန်တော်တို့ကဒီအခြေခံနေမြေတွေတိဆောက်ဖို့အခက်ခဲတွေနဲ့ကျွန်တော်ဒီနိပညာပိုင်းဆိုင်ရာအကူအညီတွေပေါ့နော်ဒီလိုအပ်တဲ့အတွက်ကြောင့်တခုတည်းနဲ့ပဲကျွန်တော်ဒီ KNDF နဲ့ကျွန်တော်လက်တွဲပြီးတော့အဲအစီအဖော်ဆောင်မှုတွေလုပ်ဖို့ ရည်ရွယ်ချက်တစ်ခုတည်းပါပဲဗျအချိန်ကာလတစ်ခုအထိတော့ KNDF နဲ့ကျွန်တော်လက်တွဲပြီးတော့ရေးလှုပ်ရှားမှုတွေလုပ်မယ်ပေါ့နော်ဆော့ဆော့ကျွန်တော်ပြောသလိုဒီကျွန်တော်တို့ရဲ့ရှမ်းတောင်ဘက်မှာအခြေခံနေပြီးဒီကျွန်တော်တို့တည်ဆောက်နိုင်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲကျွန်တော်တို့ SSND ရဲ့အနေနဲ့တည်တံ့ရည်တည်ပြီးတော့ကျွန်တော်တို့စီပေါ်ဆောင်မှုတွေကိုဆက်လက်ပေါ်ဆောင်သွားဖို့ရှိတာပါရှိတာပါဗျဟုတ် ဟုတ်ကဲ့ဟုတ်ဆိုတော့အကိုပြောသလိုဆိုလို့ရှင်အချိန်အတိုင်းတာတစ်ခုအထိပဲဒီ KNDF အောက်မှာဟို COC COC အောက်မှာပဲလှုပ်ရှားသွားမယ်နောက်ပိုင်းမှာအခွဲကတည်တံ့ဖြစ်သွားမယ်ဆိုတဲ့သဘောမျိုးလားဟုတ်ကဲ့ဗျာကျွန်တော်တို့ရှမ်းတောင်အတွက်တည်တံ့ဖြစ်သွားမယ်လို့ယူဆလို့ရပါတယ်ဗျာကဲ့